2024ခုနှစ်တကောင်စီရင်အရမြန်မာနိုင်ငံရဲ့ခံမှန်းလူဦးရေ50သက်တမ်းကျော်အနက်အသက်60နဲ့အထက်ဦးရေဟာ6တသမသက်တမ်းကျော်ရှိပြီးစုစုပေါင်းလူဦးရေရဲ့စနစ်ရာခိုင်နှုန်းခန့်ရှိကြောင်းမြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌလူမှုဝန်ထမ်းကိစ္စရေးနဲ့ပြည်လဲနေရာခြားထားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာစိုးဝင်းကပြောပါရယ်အော်တိုဝါတရက်ကနေပြည်တော်မှာရှိတဲ့လူမှုဝန်ထမ်းကိစ္စရေးနဲ့ပြည်လဲနေရာခြားထားရေးဝန်ကြီးဌာနမှာကျင်းပတဲ့အပြည့်ပြည့်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနဲ့အခမ်းအနားမှာ၎င်းကအခုလိုပြောကြားခဲ့တာပါ ပြည်သူ့ဝန်ကြီးကမြန်မာနိုင်ငံအပေါင်းအဝင်ကမ္ဘာနိုင်ငံတွေမှာစေဘတ်ဆိုင်ရာကုထုံးအသစ်တွေ၊ကျန်းမာရေးဆိုင်ရာအသိပညာတွေ၊ကျန်းမာရေးဝန်ဆောင်မှုတွေပုံမကောင်းမွန်လာပြီးလူတအူးချင်းရဲ့မျှော်မှန်းသက်တမ်းတွေမြင့်တက်လာကတတိပုဂ္ဂိုလ်ဦးရေဟာတဖြည်းဖြည်းတိုးပွားလာနေကြောင်း2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာသကောင်စင်းအရာမြန်မာနိုင်ငံရဲ့ခံမှန်းလူဦးရေ50သတန်းကျော်အနက်အသက်60နဲ့အထက်ဦးရေဟာ6တသမသတန်းကျော်ရှိတဲ့အတွက်စုစုပေါင်းလူဦးရေရဲ့စနစ်ရာခိုင်နှုန်းခန့်ရှိကြောင်း 2050ပြည့်နှစ်မှာအသက်60နဲ့အထက်သက်ကြီးပုဂ္ဂိုလ်ဦးရေ73သန်းခန့်ရှိလာပြီးစုစုပေါင်းလူဦးရေရဲ့20ရာခိုင်နှုန်းအထိတိုးပွားလာမယ်လို့ခန့်မှန်းထားကြောင်းမြန်မာနိုင်ငံရဲ့ကလေးမွေးဖွားမှုနှုန်းကိုကြည့်မယ်ဆိုတာက2014ခုနှစ်မှာ1.5ရာခိုင်နှုန်းရှိရာကနေ2023ခုနှစ်မှာ1.1ရာခိုင်နှုန်းဖြစ်တဲ့အတွက်ဆက်လက်ကျဆင်းနေကြောင်း2019ခုနှစ်ကြားဖြတ်သကောင်စီရဲမှာ9နှစ်အောက်ကလေးသေးဆုံးမှုနှုန်းဟာ400ခန့်နှုန်းနေပါဖြစ်ပြီး2024ခုနှစ်မှာ300ခန့်နှုန်းအထိကျဆင်းခဲ့ပေမဲ့ ငွေဖွားနှုန်းနဲ့နှိုင်းယှဉ်မှာကတည်ဆုံးမှုနှုန်းကပိုများနေတာကိုတွေ့ရကြောင်းပြောပါရယ်။အချိန်ကြာလာတာနဲ့အမျှလူဦးရေပြန်ဖြည့်ဖို့ခင်းရင်လာမှဖြစ်ပြီးလူအိုအများစုဖြစ်လာတဲ့ Aging Society ဘဝကိုမကြမီရောက်ရှိလာနိုင်ကြောင်း2025ခုနှစ်ပြည်ပြည်ဆိုင်ရာတက်ကြီးပုဂ္ဂိုလ်များနှင့်ဥတီကျက်ဆောင်မှုကိုဘဝချမ်းသာအခွင့်အရေးများရရှိရေးတက်ကြီးသူများဥဆောင်ပါဝင်ပင်လို့6မှတ်တိုက်တွန်းနှိုးဆော်လိုက်ကြောင်းဘဝရည်တာတွေကိုအစဉ်လိုက်ငွေကြေးထောက်ပံ့တာနဲ့တက်ကြီးရွယ်အိုပြုစုစောင့်ရှောက်တဲ့ဤပညာတွေပံ့ပိုးပေးတာ တနင်္ဂနွေလုံးမှာလူမှုရေးပြင်ဆင်အစီအစဉ်တွေကိုဆောင်ရွက်ပေးလျက်ရှိကြောင်း2025 26ဘဏ္ဍာနှင့်အတွက်အသက်85နှစ်နဲ့အထက် လူမှုရေးပြင်ဆင်6လစာကုန်တက်ကြီးပို့ကို3,2622ကိုထောက်ပံ့ငွေစုစုပေါင်းငွေကျပ်9.1ခွန်ဘီလီယံကျော်ကိုသက်ဆိုင်ရာမြမစည်းဝါရေးဘဏ်ခွဲတွေကနေထောက်ပံ့ပေးလျက်ရှိကြောင်းအပြည်ပြည်ဆိုင်ရာတက်ကြီးပို့ကိုများနေ့ကိုခုံပြူတော်အဖြစ်မြမတနိုင်ငံလုံးကအသက်အကြီးဆုံးအဖိုးတဦးနဲ့အဖွားတဦးကိုဂုံပြူချင်းမြင့်ငွေကျပ်၁၀သိန်းစီဂုံပြူတော်မှာဖြစ်ကြောင်းလည်း၎င်းကပြောပါရယ်